ေခဲပင်အောင်မှသစ္စာရှိခွေးတူရဲကောင်အမျိုးသမီးတူဟာလမ်းရှာတုတ်တချောင်းကိုကိုက်ပြီးရေခဲပင်ခဲနေတဲ့ရေကန်ပေါ်မှာအလွန်ကင်းတဆိုင်လှူရှားသွားလာနေပါတယ်။ဒါပေမဲ့သူမဘယ်တော့မှမတွေးထမိတာကတော့သူမခြေတော့အောက်ကကွက်ဆိုးတဲ့အတန်ခက်ပြက်ပြက်နေအတူခိုင်းသူမအသက်ကင်နိုင်မဲ့ရေခဲတွင်အစွမ်းကိုဆွဲကင်မှုအစွမ်းကုန်ကျူးစောက်ခဲ့ပြီးမဲ့ရေစီတန်တဲ့အရှိန်ဟာမွေကြီးတကောင်လိုတနာညာတာမျိုးမရှိပဲသူမကိုမတိနိုင်တဲ့မောင်မိုက်ချင်းစီကိုဆွဲခေါ်သွားပါလေ။ဒီလိုအသက်အန္တရာယ်ရှိတဲ့အခြေအနေမှာပဲတန်မာဖြာလက်တဲ့အရေးတစ်ခုဟာလျှက်ရစည်းပမာပြေးဝင်လာခဲ့ပါလေ။ ူမရဲ့တစ္ဆာရှိတဲ့အိမ်မွေးခွေးပါလာပါပဲ။သူကတုံဆိုင်ချင်းအလေးမရှိပဲပလုံးစွေအထံနဲ့ရေလေးကိုခုံဆင်းလိုက်ပါတယ်။မကြခင်ပါပဲဘကအမျိုးသမီးနာကိုကူကတဲ့ဟောက်ရှိလာပြီးသူ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးနိမ့်မြုပ်လူနီးပါတင်းယူတဲ့အမျိုးသမီးကိုအောက်ကညတွန်းတင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာအမျိုးသမီးအကျိုးအသက်ရှင်နိုင်မယ့်လမ်းကြောင်းဖောက်ပေးဖို့စူးစမ်းခြင်းမာကျော်တဲ့ရေခဲပြင်ကိုသူ့ခေါင်းနဲ့အချင်းချင်းအားကုန်ပြစ်တိုက်ခဲ့ပါတယ်။ မောင်မဲနေတဲ့ရေခဲပြင်အောက်မှာရုပ်ဝတ်စမ်းကြဲတဲ့ဆွမ်းအားတစ်ခုကသူ့ကိုလမ်းပြနေတယ်လို့ဖြစ်နေပါတယ်။သူဟာခနာကိုထမရှိတဲ့အင်အားအားလို့ထုတ်ကုန်ပြီးဖယားတကင်လမ်းညွန့်ပေးတယ်လို့ဖြစ်နေတဲ့နေရာစီကိုကွက်ဆိုတဲ့အသားနဲ့အတူအားကုန်တိုက်လိုက်ချိန်မှာတော့ရေခဲပြင်ဟာအဆုံးသတ်အနေနဲ့အချောင်းတစ်ခုပေါ်လာခဲ့ပါတယ်။အမျိုးသမီးဟာအသက်ရှင်လွတ်မြောက်သွားခဲ့ပါတယ်။ဒါပေမဲ့သနားစရာကောင်းတဲ့ဘကတော့ဒီအချိန်မှာလုံမကိုပင်မန်းနွမ်းနေပြီးရက်ဆက်တွေရေစီးနေတဲ့အတူရေခဲပြင်အောက်ရေထဲမှာပျောက်ကွယ်သွားခဲ့ရပါတော့တယ်။